ဦးစင်းလေးကိုအားကိုးပြီးတော့အကူအညီတောင်းထားတဲ့ယောဂါတဲ့တွေရောကင်းစာသမားတွေရောဒုက္ခတဲ့တွေရောပေါ့နော်ဦးစင်းလေးရင်းလေးချင်အားစားပြီးတော့ပြစ်တော့လည်းမတုံးတော့ပါဘူးအလှူတန်းတွေလည်းဦးစင်းတို့ကြံနာလိုက်ပါပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်မိမိတို့ရဲ့နီးစက်ရာပရာဟိတစာရွင့်တွေတတိရှိမှာအကူအညီတောင်းမှာအခုချိန်မှာဦးစင်းတို့ကိုမလိုလားအပ်တဲ့ပုံကူတွေဟာညှိုးဆုံနဲ့ဝေဖန်တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေဩဝါဒခံယူပြီးတော့ဒီနေ့ချိန်မှာစပြီးနောင်လာမယ့်ရက်တွေလရက်နှစ်တွေထိတိုင်အောင်ဦးစင်လေးတက်တော့မတုံးတော့ပါဘူးလို့အင်ညာကနေညှို့ပြစီဒီဦးစင်လေးက online ပေါ်မှာဆိုလို့ရှိရင်ဒီ TikTok ထဲမှာလည်းတွေ့ပါတယ်ကျွန်တော်လည်းကျွန်တော်လည်းမကြာခဏတွေ့ရတယ်ဗောနိအဲဦးစင်းလေးက ဟိုအရင်ပေါ့နော်ဟောရန်ရန်ကြီးပြောတယ်ဆိုတဲ့တည်းမှလည်းမပါဘူးသူအေးချမ်းချမ်းလေးပဲအေးချမ်းချမ်းလေးပဲဒီသူအလူတန်းလေးတွေလောက်တယ်ပေါ့နော်အေးချမ်းလေးပဲအလူတန်းလေးလိုက်လောက်တောင်တွေ့တယ်ပေါ့အဲသူတေချာတော့ဝင်တော့မကြည့်ပြဘူးဒါပေမဲ့အဲအလူလေးတွေတက်လာတဲ့အခါကျလို့ရှိရင်အဲ့လိုပေါ့နော်အေးချမ်းကောင်းမွန်နေလောက်တာတွေ့အခုကဒီဦးစင်းလေးကမလောက်တော့ဘူး ဘောနော်ဒီ bright အလုပ်တွေမလုပ်တော့ဘူးလူတန်းတွေမလုပ်တော့ဘူးဘာလို့လဲဆိုတော့တိုက်ခိုက်တဲ့သူတွေများလို့ဘောနော်ဒီဓာန်တွေကိုဟိုဘယ်လိုပြောရမလဲဦးစင်းလည်းဖြစ်တာတချောင်းပေါ့လေနော်တန်ငါလည်းဖြစ်တာတချောင်းဟောတော့တိုက်ခိုက်ရတဲ့အခါကျတော့ဟိုမသိတော်တာရှိသလိုဟိုဘောနော်ကိုယ်တိုင်မခံနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ကိုယ်တိုင်ဒီတိုက်ခိုက်တဲ့ဓာန်တွေကိုမခံနိုင်လို့ ဟိုရက်လိုက်တာလည်းဖြစ်နိုင်တယ်လို့ဒီဆရာတော်ဘုရားကြီးတွေကနေမှဆရာတော်ဘုရားကြီးတွေမှအမ်ဒီဆရာတော်ဘုရားကြီးတွေကနေမှဟိုနားခံလိုက်တာလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အဓိကကတော့ဒီတိုက်ခိုက်တဲ့လူတွေကြောင့်ဖြစ်နေတာပြဿနာအဲ့တော့ကျွန်တော်တို့လည်းဒီကြအစာပေါင်းများစွာအစာပေါင်းများစွာမဟုတ်တာတွေပြောနော်ဟိုကိုကိုယ်တိုင်တော့မှမကြုံခဲ့ဘူးတဲ့အရာတွေကိုပြော မလုတ်ခဲ့ဘူးတဲ့အရာတွေကိုပြောဟိုပြောပြီးတော့တိုက်ခိုက်တာနေမကြာခဏကြုံရတာဟိုဟိုဘလို့လဲဆိုတော့ကောင်းတာကိုလူတိုင်းမကြိုက်ဘူးအဲ့တော့တိုက်ခိုက်တဲ့ချားမှာတော့တိုက်ခိုက်ကြရပေါ့တိုက်ခိုက်ကြတော့ဒီဥစဉ်လေးခုမလုတ်တော့ဘူးဒီလူတဲ့တန်းတဲ့အလုပ်လေးတွေမလုတ်တော့ဘူးမလုတ်တော့ဒီလူတန်းတွေမလုတ်ရတော့ဒီဥစဉ်လေးပါဖြစ်သွားတယ်ဘာမှမဖြစ်ဘူး လူအေဂျင့်နဲ့ဘဝရှိနေမှာပဲဘာမှမဖြစ်ဘူးထွေထူးဖြစ်သွားတာဘာလို့လဲဒီဦးစင်းလေးကိုညီလို့အစဉ်ပြေသွားမဲ့လူတွေဒီဦးစင်းလေးကြောင့်တစ်ဖက်တစ်လမ်းကနေပြီးတော့ထမင်းစားရမဲ့လူတွေစီးကူတာရမဲ့လူတွေဒုက္ခတချို့ပြေလည်သွားရမဲ့လူတွေဒီဦးစင်းလေးအကူညီကိုရမဲ့လူတွေမရတော့ဘူးမရတော့ ။ဦးစင်းလေးကဘာမှမဖြစ်ဘူး။အဲ့လူကမရတော့တကယ်နစ်နာတာကဦးစင်းလေးမဟုတ်ဘူး။အဲ့ဒီဒုက္ခရောက်နေတဲ့အခက်ခဲဖြစ်နေတဲ့လူတွေနစ်နာတာ။အဲ့တော့ဘလောက်ငရေကြီးတယ်မလဲ။ငရေတွေပါကုသိုလ်တွေကိုခဏထား။ဒုက္ခအခက်ခဲရောက်နေတဲ့လူတယောက်ပြေလည်သွားမဲ့အရာကိုနှောက်ရှက်ဖြက်စီးဟန်တာကဘလောက်စိတ်ပြက်ဖို့ကောင်းလဲဆိုတာစဉ်းစားကြည့်။ကျွန်တော်ဆိုလေတိုက်ခိုက်ခံရတာမယ်ဒီဦးသင်းလေးတဲ့အစာပေါင်းများဆိုကျွန်တော်တို့တိုက်ခိုက်ခံရတယ် ကျွန်တော်တို့မလုပ်ဘူးကိုယ့်အိမ်မှာပို့ဓမိထိုင်စားနေလို့ရတယ်ကိုသွားတဲ့တည်းကလိုက်သွားနေလို့ရတယ်ကိုဘာလုပ်မလဲလုပ်ချင်တာလုပ်လို့ရအေးစိအဲ့နေရောအားရင်သွားသွားတဲ့နေရာသွားချင်းသွားခိုင်းခိုင်းဘီလီကသွားထိုးထိုးလပိတ်သွားတောင်းချင်းတောင်း KTV သွားချင်းသွားကြိုက်တာလုပ်လို့ရတယ်ကျွန်တော်တို့တိုက်ခိုက်လို့ကျွန်တော်မလုပ်တော့လဲကျွန်တော်တို့ဘာဖြစ်ဘူးကျွန်တော်ကိုစီပွားရေးနဲ့ကိုကိုထမင်းကိုစားပြီးကိုစီပွားရေးနဲ့ကိုကျွန်တော်အလုံးလက်မဲ့ရေမဟုတ်ဘူး တကယ်နစ်တာသွားမှာကဒုက္ခရောက်နေတဲ့သူတွေကိုကြောင့်အစဉ်ပြေသွားနိုင်တဲ့လူတွေလူတန်းကျင်တဲ့အလူရှင်တွေဘာကြောင့်တိုက်ခိုက်တာလဲဘာကြောင့်အဲ့လိုမဟုတ်တန်းတရားတွေပြောဒါကျွန်တော်တို့လူမမဟုတ်ဘူးဒီတန်ဃာတွေကိုလည်းပြောတာမဟုတ်တန်းတရားတွေပြောပြီးတော့ဟိုမမမကန်လိန်ညာပြီးရှောက်ပြောပြီးတိုက်ခိုက်ပြီးတော့ ဒီကဒီလုတ်တွေရက်သွားအောင်ကျွန်တော်အများကြုံရအဲ့ပရိတ်တလုတ်တဲ့လူတိုင်းကိုအဲ့လိုလုတ်ကြတယောက်တစ်မျိုးအချောင်းရှာပြီးတော့အဲ့လိုလုတ်ဘယ်တော့အကုသိုလ်တွေများတဲ့လူတွေလဲဆိုတာကျန်ကျွန်တော်တို့ပြောတာဆိုတော့ထားလိုက်တော့ကျွန်တော်တို့လည်းပြောနေတာထားလိုက်ဒီဦးစင်းလေးသူကအေးအေးချမ်းချမ်းလေးနဲ့အလူတန်းလေးတွေလုတ်သူကူညီပေးတဲ့လူတွေလည်းအဆင်ပြေသွားတာဘယ်တော့စိတ်ပြေဖို့ပါ မလုံရတဲ့လူတွေကသူ့အတူအချိန်နဲ့သူ့အတူအလုံးတစ်ခုတော့ယော့ပါသေးတယ်လုံးခုယော့ပါတယ်အားလက်ချိန်တွေတော့ပိုလာသေးတယ်ကျွန်တော်တို့ခုမလုံနဲ့မလုံကရရင်လည်းကျွန်တော်အားလက်ချိန်တွေပိုကျွန်တော်ဘာလုပ်မလဲကျွန်တော်တစ်တော့တွေရိုက်မလားဇလန်းတွေရိုက်မလားကျွန်တော်ဘာလုပ်မလဲကျွန်တော်အချိန်တွေအများကြီးရပါပြီကျွန်တော်ချင်းကွာတနာပိုင်ချင်းတွေပတ်ခတ်လို့ရကျွန်တော်အချိန်အများကြီးရသွားတယ်တကယ်မျက်နာသွားတာကကျွန်တော်တို့မဟုတ်ဘူးစိတ်မကောင်းပါဘူးလို့အရှင်ဘုရားအခုလို့ ။ဟောနော်ဒီလိုနားလိုက်တာတပည့်တော်တို့စိတ်မကောင်းယုံမဲတက်နိုင်ပါလေခင်ဗျာ။နောက်တကယ်အခက်အခဲတို့ကရောက်နေမိသားစုတွေလည်းတကယ်စိတ်မကောင်းပါဘူး။စိတ်မကောင်းပါဘူး။ဒါခါလေးကျွန်တော်တို့လည်းအဲ့လိုပဲပေါ့နော်။မမလို့တော့ပဲအေးဆေးနေလို့ရရသားနဲ့သူများပြောဆိုအနှိမ်ခံပြီးတော့မအောင်လုံနေတာလေ။ဟောသူတို့ ငါငါအတွက်ဘာမှမဟုတ်ပေမဲ့တို့အတွက်ဘွားတစ်ခုမြန်ဖြစ်သွားမလားဆိုတဲ့အတီးနဲ့လုပ်ပေးနေတာကျွန်တော်တို့တွေကကျွန်တော်တို့ကကျွန်တော်တို့ဘဝနဲ့ကျွန်တော်တို့ကျွန်တော်တို့အလုပ်နဲ့ကျွန်တော်တို့ကျွန်တော်တို့မိသားစုနဲ့ကျွန်တော်တို့ဒီလိုလေတာ တွေ့နေပါတယ်မဟာဗရဟိတဥစဉ်လေးဆိုတာဟိုးစကရေကတွေ့တာဗောနော်အိုင်းပေါ်မှာ ဆင်းဒုက္ခရောက်နေတဲ့သူတွေကိုကုညီဖေးမှလူဒန်းတဲ့လူဒန်းနေတဲ့ဆင်းလေးပေါ့နော်အဲ့တော့အဲ့လိုလောက်ပါများလာပြီခုနောက်ပိုင်းတော့တူနေကြကြလေးဖြစ်လာတယ်ပေါ့ဗျာအဲ့တော့နောက်မှတက္ကဒကမနဲ့အတိုင်းနဲ့ဝိုင်းနဲ့အချွေနဲ့အရန်နဲ့ပေါ့အဲ့ဒီအချိန်မှာဦးဇင်းတို့ဒီဘက်သာသနာတော်ဘက်ကမမှန်ကန်ကန်နဲ့ ီစာပေထောက်ထားနဲ့ဒါတွေလုပ်တယ်ဆိုတာကကုလတုဒကပုံစံမျိုးဖြစ်နေတယ်ဒကာဒကမတွေရဲ့ဒီစစ်မှန်တဲ့တတတရားကိုဖြည့်ဆည်းရရောက်တယ်ဆိုပြီးတော့တစ်ဖက်ကလည်းဒါဥစဉ်တို့ဟိုစူတင်သွင်းတယ်ပေါ့စူတင်သွင်းပြီးတော့ဒါကိုနောက်ဆုံးဘလို့လဲဆုံးဖြတ်ချက်ချလိုက်ကြတယ်ပေါ့နော်ဆုံးဖြတ်ချက်ချတယ်ဩဝါဒပေးလိုက်တယ်ပေါ့ဇာတော်ကြီးတွေဩဝါဒပေးတယ်အဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အမြင်ကိုပြောရမယ်ဆိုရင်ဦးဇင်းတို့အမြင်ကိုနောက်ဆုံးမှပြောပါမယ်နော်အဲ့တော့အဲ့လို ဖြစ်သွားတော့မနေ့ကလည်းဦးဇင်းတို့မစိုးရင်ရမစိုးရင်ဖိမလက်တွဲဆရာတော်တင်ထားတာလေးတွေတွေ့တယ်တင်ထားတာလေးတကား၃ယောက်ဒီဦးဇင်းလေးဗီဒီယိုဖိုင်တက်လာတော့တကား၃ယောက်ကဒါပြောထားတဲ့စကရင်ရှော့လေးတွေနဲ့ဦးဇင်းတို့တွေ့လိုက်တယ် ဲ့ထက်တယောက်ပေါ့အဲလိုင်းသားရကိုကိုကြီးဆိုတဲ့တကာကြီးပေါ့နော်သူ့ကိုဦးစင်းတို့သူ့ကိုတော့ဦးစင်းတို့ကိုယ်တိုင်တွေ့လိုက်ပါတယ်ဗီဒီယိုပြောထားတဲ့ဖိုင်လေးအဲ့ဒီထက်မှမလိုလားတဲ့ပုံကူတွေတိုက်ခိုက်ကြတယ်ဟိုဘလို့မမရည်တည်နေအောင် တိုက်ခိုက်ကြလို့ဒါဗရာဟိတာလုံးနေတာပြတ်သွားတယ်ပေါ့သူတို့ရဲ့အယူဆဒီတိုင်းပေါ့အဲ့တော့ဦးစင်းတို့သာသနာတော်မှာက ယဟန်နေပရိဒတ်မလုပ်တဲ့အရာတွေရှိတယ်။လူတွေရဲ့ကြေးကျွံပုံစံမျိုးပေါ့။ဝိနည်းစည်းကမ်းမှာရှိတယ်။အဲ့ဒါတွေကဒါဦးစင်းထုတ်ပြောနေလို့ရှိရင်လည်းအများကြီးပြောနေရမှာ။အဲ့ဒီမစိုးရိမ်ဖိမလက်တွဲဆိုတဲ့ဒီဆရာတော်ရဲ့အကောင့် Facebook မှာရှိပါတယ်။အဲ့ဒီနာမည်နဲ့ပဲ။အဲ့ဒီအကောင့်ထဲမှာသွားဖတ်ကြည့်ပါနော်။ပါဠိတော်အထောက်ထားနဲ့ဝိထုတာကအပြည့်စုံနဲ့ ရေးသားတင်ပြထားတာတွေရှိတော့ဒါတစ်ချက်မှတ်ထားမယ်အရာနော်ခုနကပြောတဲ့စကားတွေဒါဟွာဖြစ်ဖို့ပေါ့တတိထားဖို့ပေါ့ခုနပြောတဲ့စကားဆိုတော့ခုနလိုင်တရာကိုကြီးတို့တခြားဒါရိုက်တာတွေဒါသူတို့ကတော့နေဦးစင်းလေးပုံမှာဒါမြတ်တာတရားရှိလို့ကိုချစ်လို့ကိုပြောတာဒါပေမဲ့ကိုချစ်တိုင်းအမှန်တရားမဟုတ်ဘူးကိုကြိုက်တိုင်းအမှန်တရားမဟုတ်ဘူးနော် အဲ့ဒါလေးသိဖို့အဲ့တော့ကြောင့်ခုနကဟောတော့ဖတ်လိုက်ဒါသိနိုင်ဒါခုနတစ်ချက်ပေါ့နောက်တစ်ချက်ကဦးသွင်းလို့ဘာလဲဆိုတော့ဒီတိုက်ခိုက်ကြလို့ဝေဖန်ကြလို့ပုတ်ခတ်ကြလို့ဝိုင်းပြီးတော့ခုနပြောသလိုမရက်တင်နေအောင်တိုက်ခိုက်ကြလို့ဆိုလို့ရှိရင်အခြေမြင့်မရှိတဲ့ပုံကူတွေတိုက်ခိုက်တာထားတော့နော်အခြေမြင့်မရှိတဲ့ပုံကူတွေတိုက်ခိုက်တဲ့အရာဆိုလို့ရှိရင်ဒီလောက်တိဖြစ်เสียအကြောင်းမရှိဘူး ။ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့တက္ကနာကဆရာတော်ကြီးကြီးဆိုတာလေ။စာတက်ပြီးတဲ့ဆရာတော်တွေပဲ။နော်။အဲ့တော့ဒီဆရာတော်ကြီးတွေကလည်းဒီအစိုးတင်သွင်းမှုကိုလက်ခံပြီးတော့သူတို့ကိုယ်တိုင်ဩဝါဒခေါ်ပြီးတော့သုံးပါတယ်ဦးဇင်းတို့ဩဝါဒပေးတယ်။နောက်မလုပ်ဘူးဆိုတော့။နော်နှစ်ဆင့်ဖြစ်သွားတယ်။နှစ်ဆင့်ဖြစ်သွားတယ်။နော်။ထောက်ထားခိုင်မာတာနှစ်ဆင့်ဖြစ်သွားတယ်။ပထမတစ်ချက်ကပါဠိတော်ထောက်ထားအပြည့်အစုံနဲ့လူမလုံးတဲ့မလုံးအပ်ဘူး ဒီလိုလုပ်တယ်ဆိုတာကဒီပုံစံမျိုးတက်ရောက်နေတယ်။ဘေဟိုခရစ်ယာန်သာသနာပြုတွေနဲ့လည်းထင်အောင်ထင်မှားဖြစ်စေတယ်။နောက်တစ်ခုကတော့ဥစဉ်တို့ဟိုသာသနာတော်မှာအမှားကင်းကင်းနဲ့လှုပ်ရှင်နေဆိုရင်ပရိယတ်တိအရင်သင်ရတယ်။ပရိယတ်တိမသင်ဘဲနဲ့ဝင်လာပြီးတော့လှုပ်လို့ရှင် အမှားတွေဖြစ်တတ်တယ်။အမှားတွေဖြစ်တတ်တယ်။စာပေဆိုတဲ့ဘောင်မကန့်ထားဘူး။စာပေဆိုတဲ့ rules မရှိဘူး။ဒါတို့ကြောင့် ထင်ရဆိုင်တက်တယ်ပေါ့နော်အဲကြောင့်ခုနပြောတဲ့ဒီစာပေမှာရှိနေတဲ့အရာတွေနဲ့တိုင်းကြည့်လိုက်တော့အဲ့မှာတစ်ချက်သွားပြီးတော့ညှိနေတယ်အဲ့ဒါထပ်ပြီးတော့ခိုင်းမာတာကလမ်းကလူတွေတိုက်ခိုက်တိုင်းဒီဆရာတို့ကြီးတွေကဟောဖြစ်မလားသူတို့ဒါတကယ်လှုပ်တင်လှုပ်ထိုက်လို့ဩဝါဒခေါ်ပေးတယ်ဆိုတော့ပြီးပြီပေါ့နော်အဲ့တော့ခုနပြောနေတဲ့ဒကာကြီးတွေလည်းပဲဒါသူတို့ကတော့လူတွေကတော့လူတွေအမြင်ပေါ့လူတွေကတော့လူတွေအသိပေါ့ အပြစ်မပြောလို့ဘူးသို့တော့ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာလေးကိုဦးဇင်းတို့တတိချက်စေချင်ပါတယ်တတိချက်စေချင်ပါတယ်ဒါလူနယ်ပယ်ကလုံနေတဲ့အလုံးမဟုတ်ဘူးသာသနာတော်နဲ့တင်ငန်းဝတ်ပြီးတော့လုံနေတဲ့အလုံးဖြစ်တဲ့အတွက်သာသနာတော်နဲ့သက်ဆိုင်နေဒီလိုကြောင့်သာသနာတော်မှာရှိတဲ့ဆရာတော်သမတော်တွေကဖြောင်းပြပေးလိုက်တာဒါကိုဦးဇင်းတို့ကဟိုဘေးကနေ ဝင်းရံတာလို့ဝင်းရံကိုဝင်းရံတာမှန်သလားလို့လည်းဥစဉ်တို့ပြန်ပြီးတော့စဉ်းစားပါခုနကပြောခဲ့တဲ့ဥစဉ်တို့ရဲ့ဆန္ဒကိုပြောပါဆိုလို့ရှိရင်တော့ပရိဒမလုံနဲ့လို့မပြောပါဘူးပရိဒလုံပါဘလို့ပရိဒမျိုးတွေလုံအောင်မလဲဆိုတော့သူတို့ဘေးကျင်လို့ရှိရင်ကိုကိုရာအင်းရှိနေမှာဥစဉ်တို့ငွေတစ်ခုတည်းပရိဒလောက်တာမဟုတ်ပါဘူးငွေတစ်ခုတည်းပရိဒလို့ဆိုတော့ငွေဆိုတာက လူတွေကပြောကြလိမ့်မယ် money is everything money means everything ပြောကြလိမ့်မယ်နောက်ငွေဆိုတာအရာရာဆိုပေမဲ့တခြားအရာတွေနဲ့ရှင်ရင်ငွေဆိုတာကပေါ်ရန်ကြောလေးပဲနော်ပေါ်ရန်ကြောလေးပဲအဲ့တော့ကြောင့်ငွေထက်တန်ဖိုးရှိတယ်ငွေထက်နည်းနည်းတဲ့ငွေထက်အဖိုးတန်တဲ့ပရိယတိပညာအသိပညာတွေကိုအရင် စီးဦးပါ ေပြီးလို့ရှိရင်လှုပ်ရှင်တပါဆိုလို့ရှိရင်ခုရှေ့မှာလှုပ်တော်မူသွားကြတဲ့ဆရာတော်ဘုရားကြီးတွေရှိတယ်တောင်းပြန်ဦးဇင်းတို့ဆရာတော်ဘုရားကြီးအရှင်ညာနိဒရာတို့ပြီးလို့ရှိရင်ဒီတီဗီတကထဲမှာလည်းတချို့ဆရာတော်တွေရှိပါတယ်ပရိုက်တာလှုပ်တဲ့ဆရာတော်ပရိုက်တာဆိုတာဘယ်လိုလေးလှုပ်လဲအမှအဲ့ဆရာတော်တွေအကြောင်းဖတ်ကြည့်ပေါ့နော်အဲ့ဒီဆရာတော်တွေလို့ ကိုယ့်အရေးချင်းပြည့်ဝသွားမှာလို့ပါကိုယ့်အရေးချင်းမပြည့်ဝသေးဘဲနဲ့လုပ်ရင်အမားဖြစ်တတ်တယ်အမားတွေလုံးမိတတ်တယ်ပေါ့နောက်တစ်ခုကဒါငွေကြီးအသုံးချပြီးတော့ကြည့်လို့ရတဲ့အရာပေါ့ကိုကိုတိုင်းစာပေတွေသင်တယ်စာပေတွေတိတယ်တက်တယ်ဆိုလို့ရှိရင်အဲ့ဒီစာပေတွေကိုပြန်လည်ပြီးတော့ဦးဇင်းတို့ပို့ချပေးခြင်းစာပေဆိုတာကဟိုပိဋကတ်စာပေ ပိဋကစာပေရဟန်းအနေနဲ့ပြောမယ်ဆိုရင်ပိဋကစာပေပေါ့နော်လူစာပေဖြစ်တဲ့တခြားဟာတွေဆိုရင်တော့တိတ်ပြီးတော့ဥစဉ်တော့ဟိုပြောမယ်မတ်ဆက်တေးပေါ့နော်ဖရာရဲ့စာပေတွေပြန်ပို့ချတာပရဟိတလောက်တာပြန်လဲဟောကြတာပရဟိတလောက်တာပေါ့ပြန်လဲသင်ပေးတာပရဟိတလောက်တာပေါ့နော်အဲ့တော့ကိုကိုရအင်းဖြည့်ပါကိုကိုရအင်းကျူစားပါဒီငွေတစ်ခုတည်းကတော့ဥစဉ်တော့ပွဲစားလို့ ဝါရတဲ့ဟာဟိုပြန်လူတရားရတဲ့ဟာဒီပြန်လူရတာပေါ့ဘာခက်ခဲတာမလို့လဲဒီဘက်ကလူတွေကလည်းဦးဇင်းတို့တရတရားအမြဲတမ်းကောင်းကြတယ်ပညာနည်းကြတယ်တရတရားတော့အမြဲတမ်းကောင်းတာနော်ပညာနည်းတယ်ပညာနည်းတယ်အဲ့တော့ခုနကလူတွေတတနဲ့တတတွေများတယ်ပညာတွေအားနည်းနေတယ်မြတ်စွာဘုရားတုတ်တန်တခုမှဟောထားတာရှိတယ်တတနဲ့ပညာကိုဘယ်လန့်ဖြစ်နေအောင်ထားရမလဲဆိုတော့ ။သမင်းလက်နဲ့စားတယ်။ရေသွားစေးတယ်။လက်တစ်ဖက်ထဲနဲ့စေးနေမှဆိုလို့ရှိရင်မပြောင်းနိုင်ဘူး။တစ်ဖက်ကကူပေးရတယ်။တောရွာတွေမှာဦးဇင်းတို့လည်းကြွားဦးပါတယ်။ရှုပ်ဝက်တွေတည်းကြွားလို့ခြေလောက်တွေနှစ်ဖက်စလုံးပေးတယ်။တစ်ဖက်ကပေးနေတဲ့ညီကြီးကိုတစ်ဖက်ကပုတ်တိုက်ပေးရတယ်လို့တဖက်ကညီပေနေတဲ့ညီကြီးကိုတဖက်ကလည်းထပ်ပြီးတော့အပြန်လန်ပုတ်တိုက်ပေးရတယ်လို့တတ်တာနဲ့ပညာဘယ်လန့်ဖြစ်နေကိုလို့လေဒီပုံစံမျိုး အခုဟာတတ္တရာတရားကအားကောင်းပြီးတော့ပညာသိမ့်မရှိတဲ့ဥစဉ်တို့မြန်မာလူမျိုးတွေညာသွားဖြစ်ပေါ့အဲ့ဒီလူမျိုးတွေကိုတတ္တရာတရားကောင်းစေမယ့်အရာလေးတွေချပြပြီးတော့ဥစဉ်တို့လုံနေတာအော်ဒါကတော်တော်များများတွေ့ရပါတယ်ဒီတစ်ခုတည်းမဟုတ်ဘူးရေပေါ်ဆရာတော်တို့နော်အဘိဘာဆရာတော်ညာဆရာတော်အော်တောင်ဝေးဟိုမှာ မွေရုပ်နဲ့နဂါးရုပ်တွေနဲ့ကိုင်းတာတော့နော်ရက်တောင်မှာဘာလဲတောင်ငွေရက်တောင်တွေကိုင်းတာတော့ဒါတွေကတော့အဆောင်ရောင်တွေပဲဘာမှနှစ်သာရရှိတဲ့အရာတွေမဟုတ်ဘူးနော်ကဲအဲ့အတွက်ကြောင့်စကားလည်းရှည်သွားပြီဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အမြင်ကတော့ဒီဆရာတော်တွေဘက်ကနေကြည့်မယ်ဆိုရင်တော့လုတ်တဲ့လုတ်ထိုက်လို့လုတ်လိုက်တယ်လို့ပဲဦးဇင်းတို့မြင်ပါတယ်